ဥပဒေသားတဲ့တိလွယ်မြင်လွယ်အောင်ဆောင်ရွက်ပါ အခန်းလေးမှန်ကန်စွာရှုမြင်နိုင်ခဲ့ခြင်းမရှိသူစိတ်ပညာရှင်ဂယ်ရီကလိုင်းကမိသားစုပြန်လည်ပေါင်းစုံပွဲကိုတက်ရောက်ခဲ့တဲ့အမျိုးသမီးတစ်ဦးနဲ့ပတ်သက်တဲ့ ဇက်လန်တခုကျွန်တော်ကိုပြောပြခဲ့ပါတယ်။သူမကနှစ်ပေါင်းများစွာစေဘတ်အကူဝန်နဲ့အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတစ်ဖက်မှာလည်းသူမရဲ့ရောက်ခမဖြစ်သူကိုစိုးရိမ်ကြီးစွာပြုစုစောင့်ရှောက်ခဲ့ရပါတယ်။သူမကအဖေအခုဖြစ်နေတဲ့ပုံစံကိုကျွန်မတိတ်တဘောမကြဘူးလို့ပြောတော့ရောက်ခမဖြစ်သူကလူကောင်းတစ်ယောက်ရဲ့ပုံစံမျိုးနဲ့အာသနှော်ပြီးအခုလိုပြန်ပြောခဲ့တယ်။ငါလည်းမင်းအခုဖြစ်နေတဲ့ပုံစံကိုသဘောမကြပါဘူးကွာ။ဒီအခါချွေးမဖြစ်တဲ့အဲ့ဒီအမျိုးသမီးက အခုစေးယုံသွားဖို့လိုနေပြီလို့အပြင်းထန်တောင်းဆိုလိုက်တယ်။စေးယုံရောက်ပြီးတဲ့နာယီအနေငယ်အကြမှာလူနာဖြစ်သူအမျိုးသားကြီးကိုအရေးပေါ်ခွဲစိတ်ရမယ့်အခြေအနေဖြစ်လာခဲ့တယ်။လူနာဖြစ်တဲ့သူကိုဆရာဝန်တွေကတေချာလေးလာစမ်းသပ်ပြီးတဲ့နောက်နှလုံးရဲ့အဓိကသွေးလွှတ်ကြောတစ်ခုမှာပိတ်ဆို့နေတာတွေ့လိုက်ရတယ်။ဒါကြောင့်လည်းအခုလိုအရေးပေါ်ခွဲစိတ်ဖို့ဖြစ်လာရတာပါ။တကယ်လို့အဲ့ဒီအမျိုးသားကြီးကိုအချိန်မီခွဲစိတ်မှုမလုပ်ဘူးဆိုရင် ရုတ်တရက်နှလုံးဖောက်ပြီးအသက်ဆုံးရှုံးစေရတော့မှာဖြစ်ပါတယ်။ချွေးမဖြစ်သူကသာခွဲစိတ်ဖို့လိုတယ်လို့အလိုလိုမသိခဲ့ဘူးဆိုရင်ရောက်ကမှအတွက်မတွေးဝန်းစရာပါပဲ။ဒီဇက်လံမှာဇေဝအကူဝန်ထမ်းဖြစ်သူ အမျိုးသမီးကဘာတွေကိုသိမြင်နားလည်ခဲ့တာလဲ။ရောက်ကမှဖြစ်သူနှလုံးဖောက်တော့မယ်စစ်စဲ။အခြေအနေကိုသူမဘလို့ကြိုတင်ခန့်မှန်းနိုင်ခဲ့တာလဲ။နှလုံးရဲ့အဓိကသွေးလွှတ်ကြောတွေပိတ်ဆို့တဲ့အခါခန္ဓာကိုယ်က အတင်းအဆောင်မခံတဲ့အင်္ဂါပိတ်အင်္ဂါအစိတ်အပိုင်းတွေကိုဒါအဓိကထားပြီးသွေးပို့ဆောင်ပေးလေရှိပါတယ်ထို့အခါမျက်နှာတဝိုက်သွေးဖြန့်ဝေတဲ့ပုံစံကအပြောင်းအလဲတွေဖြစ်လာခဲ့တယ်နှစ်ပေါင်းများစွာအတွင်းနှလုံးရောဂါရှိသူပေါင်းများစွာနဲ့တွဲပြီးအလုတ်လုတ်ခဲ့ရတဲ့အတွေ့အကြုံတွေကြောင့်ဇေဝအကူဝန်တဲ့အမျိုးသမီးဟာထိုယောဂါလက္ခဏာရှိသူတွေကိုတစ်ချက်မြင်လိုက်ုံနဲ့ဘာဖြစ်တော့မလဲဆိုတာတတ်အပ်သိမြင်နိုင်စွမ်းရှိလာခဲ့ပါတယ် ါကြောင့်ရောက်ခမမျက်နှာကိုသူတတိထားမိပြီးတခုခုဖြစ်တော့မယ်ဆိုတာတိတာနဲ့စေယုံတင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်အချားနယ်ပယ်ကဏ္ဍတွေမှာလည်းအလားတူဇက်လန်းတွေများစွာရှိနေပါလိမ့်မယ်ဥပမာအနေနဲ့စစ်တပ်ကိုတရုတ်ခွဲလိလာစမ်းစမ်းစစ်သူတွေဟာရေဒါဖန်နာပြင်ပေါ်ကအလင်းပြောက်ကို တွေ့တယ်ဆိုတာနဲ့ဒါရန်သူဘက်ကဒုံကြီးလားတိုက်လီရင်လားသို့မဟုတ်ရန်သူရေတက်တင်မောအုပ်စုလားရန်သူစစ်တင်မောနဲ့စစ်လီရင်တွေက ဘလောက်မိုင်နှုံးနဲ့လာနေတယ်လေရင်ဖြစ်ပါကပင်လယ်ရင်မျက်နှာပြင်အထက်ပေဘလောက်မှရှိတယ်စတဲ့အင်္ဂါရဲ့အချက်အလက်တွေကိုအနီးဆက်ဆုံးအပြေရှားနိုင်တဲ့အထိတွက်ချက်ခံမှန်းနိုင်စွာရှိသူတွေဖြစ်ပါတယ်ပင်လယ်ခွေစစ်ပွဲကာလအတွင်းလက်ဖက်တန်နန်ကော်မန်ဒါမီရှယ်ယီလေးဟာဒုံးကျည်ဒဇင်ပြစ်ချဖို့အမိတ်ပေးခြင်းနဲ့သူ့ရဲ့ရေတက်တင်မောအုပ်စုတစ်ခုလုံးကိုကယ်တင်နိုင်ခဲ့ပါတယ် ထုံစင်ကရန်သူတိုက်လေရင်နဲ့ရေသက်တင်းမောတွေရဲ့တိုက်ခိုက်မှုတွေရှိနေတဲ့အကြားကနေသူဘယ်လိုလှုပ်လိုက်နိုင်တယ်ဆိုတာကိုသူ့ရဲ့စစ်ဘက်ထိတ်တန့်အရာရှိတွေကတော့ရှင်းပြနိုင်စောမရှိခဲ့ပါဘူးအလားတူပြားတိုက်တွေမှာတာဝန်ထမ်းဆောင်တဲ့ပြားတိုက်မှုတွေဟာစစ်မှန်တဲ့အမှုပညာလက်ရာတွေနဲ့ကြမ်းကျင်စွာဖန်တီးထုတ်လုပ်ထားတဲ့အတူရောင်ပစ္စည်းနဲ့အမှုလက်ရာတွေကြားကကွာခြားချက်ကိုကောင်းစွာသိမြင်ခွဲခြားနိုင်စွမ်းရှိကြပါတယ် သူတို့အနေနဲ့အတုနဲ့အစစ်ကိုဘလို့ခွဲခြားတယ်ဆိုတာကိုတခြားလူနားလဲအောင်အသေးစိတ်အတိအကျပြောမပြနိုင်တော့လဲသူတို့ရဲ့ရင့်ကျက်ပြီးသားအတွေ့အကြုံတွေအရအလိုလိုသိမြင်နိုင်စွမ်းရှိနေတက်ကြပါတယ်နောက်ထပ်ဥပမာအရအတွေ့အကြုံရှိပြီးသားရေဒီယိုရောင်ကြီးအမျိုးမျိုးနဲ့ယောဂါကုသနိုင်သူတွေဟာအုံနှောက်ရဲ့အခြေအနေအရရက်ကိုကျွမ်းကျင်စွာ စစ်ဆေးဖတ်ကြားနိုင်ပြီးအုံနှောက်အတွင်းဘယ်အေရိယာအနေအထားကလေတင်နှုံးဖြတ်နိုင်တယ်ဆိုတာကို ယောဂလက္ခဏာထင်ထင်ရှားရှားမပြခင်ကတည်းကကြိုတင်ကမ်းမှန်းဟောဂိထုတ်နိုင်စွာရှိကြပါတယ်ကျွန်တော်အနေနဲ့စန္တတမအများစုဟာတို့ ဖောက်တဲ့ရဲ့သဘင်အထိအတွေ့ကိုခံစားမိတယ်ဆိုတာနဲ့အဲ့ဒီဖောက်တဲ့အမျိုးသမီးကကိုဝန်ရှိနေတယ်ဆိုတာကိုတခါလဲတန်းတိတယ်လို့ကြားပူနာဝါရှိခဲ့ပါတယ်လူသားရဲ့အုံနောက်ဟာကြိုတင်ကမ်းမှန်းချက်တွေထုတ်ပေးနိုင်တဲ့ဆက်ရန်ရာတစ်ခုဖြစ်ပါတယ်အုံနောက်ဟာတင့်ပေါဝင်ခြင်းကတည်းအချက်အလက်တွေကိုစုဆောင်းပြီး ခွဲခြားစိတ်ဖြာအပြေရှားလေးရှိပါတယ်။တင်ကတစုံတရာကိုအဖန်တလဲနဲ့ဂျုံတွေ့လာတဲ့အခါရောက်ခမဖြစ်သူရဲ့မျက်နှာအနေအထားကိုကြည့်ပြီးမကြခင်နှလုံးဖောက်တော့မယ်လို့ဂျိုတင်ကမ်းမန်းနိုင်တဲ့စီးပတ်အကူဝန်နဲ့အမျိုးသမီးလိုမျိုးရေဒါပေါ်တွေ့ရတဲ့အလင်းပြောက်ကိုကြည့်ပြီးရန်သူစစ်လေရင်လားရန်သူစစ်တင်မော်လားရန်သူဒုံးကြည်လားဆိုပြီးခွဲခြားနိုင်တဲ့စစ်ပိုင်းစစ်ဘက်ဆိုင်ရာ ခွဲခြံစိတ်ဖြာနိုင်သူလိုမျိုး တဲ့အုံနောက်ကအရေးကြီးတဲ့အရာတွေကိုသာစတဲ့တတိပြုမိပါလိမ့်မယ်။တင်ကအလေးအထကောင်းတွေရရှိအောင်အဖန်တလဲလဲလေ့ကျင့်ခြင်းတွေလုံနိုင်ခြင်းအပြင်နောက်ပိုင်းမှာတင်ဟာအတွေ့အကြုံရင့်ကျက်မှုနဲ့အတူအလိုအလျောက်တုံ့ပြန်နိုင်စွမ်းတွေကြိုတင်ခံမှန်းနိုင်စွမ်းတွေရှိလာတော့မှာဖြစ်ပါလေ။ကျွန်တော်တို့ကလုံးဝစဉ်းစားခြင်းမရှိဘဲအုံနောက်နဲ့ခန္ဓာကိုယ်ကဘလောက်များများထိစွမ်းဆောင်နိုင်တယ်ဆိုတာကျွန်တော်တို့က short တ်ထားမိတတ်ကြပါတယ်။ တင်းကသပင်းတွေရှည်လာဖို့မပြောသလိုတင်းနှလုံးကိုလည်းပန်းတစ်ခုလိုအလုတ်လုတ်ဖို့တင်းအဆုတ်ကိုအသက်ရှူဖို့တင်းအစာအိမ်ကိုအစာချေဖို့ဆိုပြီးပြောဆိုအမိတ်ပေးတာမျိုးမရှိပါဘူးသို့တော်လဲတင်းခန္ဓာကိုယ်ကအော်တိုပိုက်လော့တစ်ခုတပွဲသူရဲ့လုတ်သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကိုအလိုအလျောက်ပြီးပြတ်အောင်ကင်တွယ်ဆောင်ရွက်သွားလာနိုင်တာတွေ့ရပါတယ်ဒါကြောင့်တင်းဟာတင်းရဲ့노ကြတတိတတ်တတ်ထက်များစွာတာလုံနိုင်လို့စုနိုင်ပါတယ် စာလုံးမုန်းသိခြင်းနဲ့ပတ်သက်ပြီးစဉ်းစားဆုံးဖြတ်မယ်ဆိုရင်သင်စာလောင်နေတယ်ဆိုတာကိုဘယ်လိုသိနိုင်ပါသလဲသင်ကကောင်တာပေါ်မှာရှိနေတဲ့ cookie ဘူးကိုငေးကြည့်မိတယ်ဆိုရင်အစာစားဖို့အချိန်ကျပြီလို့သင်ကိုယ်သင်သဘောပေါက်ပါလိမ့်မယ်သင်ရဲ့ခံစားခြင်းစိတ်နဲ့အာသာဆန္ဒရဲ့စာလောင်ခြင်းတို့ကသင်ကိုယ်တိုင်တတိမထမ်းမိစေပဲသင်ကိုယ်စိုးမှုအုပ်ချုပ်ထားပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ Atomic Habit အသေးအမွှားအလေးအထားမှသည်အောင်မြင်မှုများစီသို့အပိုင်း၅ပဲဖြစ်ပါရယ်ခင်ဗျာသိခန္ဓာကိုယ်မှာအမျိုးမျိုးသောတုံ့ပြန်မှုကြိုးကွင်း feedback loop တွေရှိနေပြီးအဲ့ဒီတုံ့ပြန်မှုကြိုးကွင်းတွေကတဲ့အစားအစာကို အချိန်နဲ့တစ်ချိန်နဲ့စားပြီးနောက်တစ်ချိန်စားဖို့အချက်အချိန်ကျပြီးဖြစ်ကြောင်းတင့်ကိုနိုးကြသတိရှိအောင်အချက်ပြပေးလိရှိပါတယ်။နောက်ပြီးတုံ့ပြန်မှုကြိုးကွင်းတွေဟာတင့်အနီးဘာတွေဖြစ်နေတယ်ဆိုတာနဲ့တင့်စီမှာတိတ်ခန္ဓာကိုယ်နဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကိုပါအတိပေးပါလိမ့်မယ်။အာသာဆန္ဒပြင်းပြခြင်းတွေကတင့်ခန္ဓာကိုအတွဲလှဲ့ပတ်စီးဆင်းနေတဲ့ဟော်မုန်းတွေနဲ့ဓာတုပစ္စည်းတွေရဲ့အကူအညီတွေကြောင့်ဖြစ်လာတာဖြစ်ပါတယ်။ဒါကြောင့်တင်ကရုတ်တရက်စားလောင်လာတယ်ဆိုတာတင့်ခန္ဓာကိုအတွဲလှဲ့ဝတ်ချက်တွေကိုတတိမထားမိတဲ့အချိန်ဖြစ်ပေါ်လာတဲ့ခံစားမှုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အလေးအထားနဲ့ပတ်သက်ပြီးအံ့ဩစရာအကောင်းဆုံးသော အတွင်းသဘောတစ်ခုကတင်ဟာအလေးအထားတစ်ခုစတင်တည်ဆောက်ဖို့အတွက် အပြုအမူပိုင်းစတင်ရဲ့အချက်ပြခြင်းကိုတတိမူစရာမလိုခြင်းပဲဖြစ်ပါတယ်။တဲ့အနေနဲ့အခွင့်အရေးတစ်ခုကိုတတိမူနိုင်တယ်လို့အတိစိတ်ဖြစ်အာယုံစူးစမ်းအာယုံစူးစိုက်ခြင်းမှာနှိမ့်ယုတ်ထားစရာမလိုပဲအရေးယူဆောင်ရွက်ခြင်းတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါကိုကြည့်ရင်ကျွန်တော်တို့အလေးအထတွေကဘလောက်ထိအသုံးဝင်နေဆိုတာကိုတွေ့မြင်သဘောပေါက်နိုင်ပါလိမ့်မယ်။တင်ကအလေးအထတွေဖွဲ့စည်းတိဆောက်တဲ့လိုမျိုးတင်းရဲ့အပြုအမူတွေကို ိတ်ညွန်ကြားမှုအောက်ကနေအလိုအလျောက်လှုပ်ရှားစေဖို့မတိစိတ်သေးကတွေဘာလုပ်ရမဲဆိုတာအလိုလို သိနေစေဖို့လေ့ကျင့်ပေးနိုင်ပါတယ်။တင်ပါရီဖြစ်ပြတ်တယ်ဆိုတာမတိသေးခင်အတွင်းမှာပဲတင်းရဲ့တချိန်ကအလေးအထအဟောင်းတွေစီတဖန်ပြန်ရောက်သွားနိုင်တာကိုသတိပြုပါ။တင်းကိုတစုံတစ်ယောက်ကညွန်ကြားထောက်ပြခြင်းတွေလုံးဝမရှိပဲတင်းဟာအရာရာကိုသတိမူသိရှိနိုင်စွမ်းမရှိနိုင်ပါဘူး။တင်းကပါဇက်အကျယ်ကြီးဟာမိတဲ့အထိအာရပါရ ရေမောတဲ့အချိန်တင်းပစက်ကိုရုတ်တရက်လက်နဲ့အုပ်မိတာကိုတင်းတတိမထားမိနိုင်ပါဘူး။သို့အတူတင်းကလူတယောက်ကိုမေးခွန်းတစ်ခုမမေးခင် တောင်းပန်စကားကြိုတင်ပြောတာတွေကိုကိုယ်တိုင်တတိမထားမိနိုင်ပါဘူး။တင်းကအထက်ပါအပြုတ်အမူပုံစံတွေကိုအဖန်တလဲလဲပို့ပြီးတော့လုံမိလေ။တင်းပါကိုလှုပ်တယ်ဆိုတာနဲ့တင်းပါကြောင့်လှုပ်ရတယ်ဆိုတာအတွက်မေးခွန်းထုတ်ဖို့မဖြစ်နိုင်တော့ပါဘူး။ကျွန်တော်ဟာလက်လီအယောင်စေးတယောက်ရဲ့အကြောင်းကိုကြားဘူးခဲ့ပါတယ်။ အဲ့ဒီအယောင်စရေးကဖောက်တယ်တွေကိုလက်ဆောင်ကတ်အဖြစ်တံပိုးငွေတတ်မှတ်ပေးထားတဲ့ဈေးဝယ်ကတ်တွေပေးခဲ့ပြီးမိမိတို့အယောင်ဌာနမှာပစ္စည်းတွေကိုဝယ်ယူရမှာအသုံးပြုစေခဲ့ပါတယ်။ဒီနေ့မှာအယောင်စရေးကဖောက်တယ်တွေစီကလက်ဆောင်ကတ်တွေကိုလက်ချံငွေဘလောက်ကျန်နေဆိုတာနဲ့လုံးဝကုံအောင်အသုံးပြုပြီးချင်းရှိမရှိစစ်ဆေးခဲ့ပါတယ်။ဒီလိုနဲ့ဖောက်တယ်တွေကလက်ဆောင်ကတ်နဲ့ဈေးဝယ်ဖို့တန်းစီနေတော့အလှဲကြတဲ့ဖောက်တယ်လက်ထဲကဈေးဝယ်ကတ်ကို အယောင်စရီကရုတ်တရက်ဇွဲယူပြီးကကြေးနဲ့ညှက်ချလိုက်တယ်။အယောင်စရီကသူလုံးရမယ့်ကိစ္စတစ်ခုချင်းစီကို အော်တိုပိုင်လော့တစ်ခုတစ်ပွဲဘာကူမှအာယုံဆိုင်ခြင်းမရှိပဲအလိုအလျောက်တောက်လျှောက်လှုပ်သွားခဲ့တယ်။ဈေးဝယ်ကပ်ပိုင်ရှင်ဖောက်တဲကတော့မူးမေ့သွားမတတ်ကြောက်ရွံ့သွားခဲ့တာပေါ့။အတွေ့အကြုံရင့်ကျက်ပြီးသားအယောင်စရီအနေနဲ့သူ့ရဲ့စစ်ဆေးတွေးရှိချက်တွေအပေါ်မူတည်ပြီးလှုပ်တဲ့တာကိုလှုပ်ဆောင်သွားခဲ့ခြင်းတာဖြစ်ပါတယ်။ကျွန်တော်ရဲ့သူတည်သနာလုပ်နေတဲ့လုပ်ငန်းစဉ်အတွင်း မူလရန်ဂျိုကြောင့်ဆီယာမဟောင်းတို့ဦးနဲ့ပတ်သက်ပြီးအတွေ့အကြုံတစ်တခုထပ်မံရရှိခဲ့ပါတယ်။အဲ့ဒီဆီယာမဟောင်းကအဲ့ဒီအချိန်မှာကော်ပိုရေးရှင်းတစ်ခုမှအလုပ်ဝင်နေချိန်ပေါ့။သူမရဲ့အမဲဆွေးမြေးနေတဲ့အလေအထဟောင်းတစ်ခုကကျောင်းဆီယာမဘဝတုန်းကကလေးတွေအပေါ်စီကံတတ်မှတ်မိကုန်းထုတ်တက်တဲ့အလေအထအတိုင်းသူမရဲ့လှုပ်ဖော်ကင်ဘတ်တွေတန့်စင်ကန်းဝင်ပြီးတိုင်းလက်ကိုတေချာဆဲအောင်စီးကြောရဲ့လားဆိုတော့မိကုန်းထုတ်တက်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်နောက်ထပ်တွေးဆုံဘူးသူတယောက်ကပင်လယ်ကမ်းခြေနဲ့ရေကူးကန်တွေမှာကယ်ဆယ်ရေးအဆောက်အဖြစ်တာဝန်တန်းဆောင်ခဲ့သူဖြစ်ပါတယ်။သူကပြေးသွားပြေးလာလုပ်နေတဲ့ကလေးတွေကိုတွေ့တိုင်းအတန်ကြီးနဲ့အတန်ကျဲကြီးနဲ့မပြေးကြနဲ့လမ်းလျှောက်သွားကြလို့អော်ပြောလေးရှိသူဖြစ်ပါတယ်။အချိန်တွေကြာတဲ့အခါဒီလိုပြောဆိုပြုမှုတက်လေးရှိတဲ့အရေးနမိတ်တွေကအလေးအထတွေအဖြစ် ကျွန်တော်တို့စီမှာစွေးမြဲကြံရင့်နေခဲ့ပါတယ်။ ကျွန်တော်တို့နဲ့အသားကျနေတဲ့အလေးအထတွေကိုပကတိမျက်စိနဲ့တင်တင်ရှားရှားမြင်အောင်ကြီးနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်ကျွန်တော်တို့ကမကောင်းသောအလေးအထတွေကိုဖြိုဖျက်ပြီးကောင်းသောအလေးအထတွေကိုတည်ဆောက်နိုင်မှုအပြုအမူတွေကိုအပြောင်းအလဲလှုပ်ဆောင်ရမှာ။နိုးကြတတိရှိအောင်ရှိနိုင်အောင်လုပ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကအလေးအထသစ်တွေကိုထိရောက်စွာမတည်ဆောက်နိုင်သေးခင်လက်ရှိအပြုအမူတွေအပေါ်မှာအကောင်းဆုံးကင်တွယ်ထိန်းချုပ်နိုင်မှုလိုပါတယ်။ အကြောင်းကတော့ကျွန်တော်တို့ဘဝမှာကောင်းသောအလေးအထတွေမစွဲမြဲခင်စိန်ခေါ်မှုတွေရှိလာနိုင်တာကြောင့်ဖြစ်ပါတယ်အကယ်၍တင့်စီမှာမကောင်းသောအလေးအထတခုကျွင်းကျန်နေခဲ့မယ်ဆိုရင်သင်ဟာဘဝတိုးတက်မှုဆိုတဲ့မျောလင်းချက်ကိုအောင်မြင်အောင်မလုပ်နိုင်တော့ပါဘူးဒါကြောင့်လဲစိတ်ပညာရှင်ကာဂျီယန်ကအခုလိုပြောခဲ့တာဖြစ်ပါတယ်သင်ကမသိစိတ်ကို သိစိတ်ဖြစ်အောင်လုပ်နေတဲ့အချိန်အထိတင့်ရဲ့အလေးအထတွေကသင်ဘဝကိုလမ်းညွှန်ပြီးအဲ့ဒီလမ်းညွှန်ချက်ကိုသင်ကကံကြမ္မာ လို့ခေါ်ဆိုပါလိမ့်မယ်။အလိအထများအတွက်အမှတ်စရင်ဂျပန်လူမျိုးတွေရဲ့ယက်ထာလန်ကွန်ရက်စနစ်ဟာကမ္ဘာပေါ်မှာအကောင်းဆုံးသောစနစ်တွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားခံရပါတယ်။တင်းကဂျပန်နိုင်ငံတိုကျိုမြို့ထဲမှာယက်ထာစီးမဲ့ဆိုရင်ယထာတွဲသောယထာတွဲသောတွေစီမှာမနှစ်မျိုးပဲကောင်းတဲ့အလေးအထားတစ်ခုရှိတာကိုသတိပြုမိပါလိမ့်မယ်။ Operator တယောက်ကယထာကိုစတင်မောင်းနေနေဆိုတာနဲ့ ယထာတွဲဆောင်တွေကယထာပေါ်ပါတဲ့ပစ္စည်းအမျိုးမျိုးကိုလက်ညှိုးထိုးပြီးဟိုလိုဒီလိုလှုပ်ဖို့အမိတ်ပေးတကြပါတယ်ယထာကအချက်ပြမီးရှိတဲ့နေရာကိုကြီးကပ်လာချိန်မှာ operator ကအချက်ပြမီးရှိရာကိုလက်ညှိုးထိုးပြီးမီးစိမ်းပြနေပြီလို့ပြောလို့ရှိတတ်ပါတယ်ယထာကဘူတာတစ်ခုကိုစိုက်ရောက်ချိန်ဖြစ်ဖြစ်ဘူတာကနေပြန်လဲထွက်ခွာချိန်ဖြစ်ဖြစ် operator ကဘီနှုံဒိုင်ွက် ကြည့်ပြီးဗန်နမိုင်းနှုံနဲ့မောင်းနေနေတယ်ဆိုတာကိုအတိအကျပြောပါလိမ့်မယ် ဘူဓာကနေထွက်ပြီးအချိန်ကျပြီဆိုရင်ဘူဓာကနေထွက်ဖို့အချိန်ကျပြီဆိုရင် operator ကအချိန်စရားကို ကြည့်ပြီးအချိန်သတ်မှတ်လေးရှိပါတယ်ယထာကဇင်ဂျန်ကနေစတင်ထွက်ခွာချိန်မှလည်းအခြားသောဝန်ထမ်းတွေကအလားတူပြုမှုဆောင်ရွက်တာ တွေ့ရပါတယ်ယထာတစဉ်မထွက်ခွာခင်ယထာဝဏ္ဏတွေဟာယထာလန်းရဲ့အစိုးနေရာတွေအထိလိုက်လံစစ်ဆေးပြီးမှအာလုံးရှင်းတယ်ဆိုတဲ့အသိပေးချက်ကိုအော်ပြောလို့ရှိကြပါတယ် အထက်ပါဂျပန်နိုင်ငံရထားလန်းလုပ်ငန်းရဲ့ဆောင်ရွက်ပုံနီလန်ကို Whitey and Calling ထောက်ပြဆက်စည်းခြင်းနဲ့အော်ဟစ်အသည့်ဘေးအကြောင်းပြန်ခြင်းအဖြစ်လူသိများခဲ့ပါတယ်ထို့သို့သောနီလန်ဟာဘေးကင်းလုံခြုံမှုရှိစေအောင်အမားတွေကိုရှောင်နိုင်အောင်အရေးကြီးတဲ့သတိဘေးလမ်းညွန်ချက်တွေကိုအာရုံစိုက်နိုင်အောင်ကြုံတွေ့ရတဲ့အခြေအနေအမှန်တိုင်းကိုနှုတ်ပြတိုက်ရိုက်အော်ပြီးသတိပေးနိုင်အောင်ထိရောက်တဲ့နီလန်ဖြစ်ပါတယ် Whitey and Calling စနစ်ရဲ့ထိရောက်မှုကြောင့် မတိစိတ်နယ်ပယ်အတွေ့ရောက်နေတဲ့အလေးအထကောင်းတွေကိုတိစိတ်နယ်ပယ်အဆင့်တဲ့ပုံမှုမြများစွာရောက်ရှိအောင်လုပ်နိုင်စေခဲ့တာဖြစ်ပါတယ်။အကြောင်းကားတော့ယထာပေါင်းတဲ့ operator တွေဟာသူတို့ရဲ့မျက်စိတွေလက်ဝါးတွေပါးစပ်နဲ့နားတွေကိုမဖြစ်မနေတောက်လျှောက်အသုံးချကြပြီးတစုံတရာအမားအယွေမဖြစ်ခင်ပြဿနာဖြစ်လာနိုင်တဲ့အခြေအနေကိုတတိထားနိုင်စွမ်းပူရှိကြတာကြောင့်ဖြစ်ပါတယ်။ကျွန်တော်ဇနီးတွေကလည်းအထက်ပါယထာဝန်ထမ်းရဲ့အပြုအမူတွေနဲ့အလားတူလျက်ရှိပါတယ်။ ကျွန်တော်တို့ခရီးတစ်ခုသွားဖို့တကားပေါက်ကနေစားထွက်တော့မယ့်အချိန်တိုင်းမှာဇနီးကခရီးသွားရမှာမရှိမဖြစ်ပါရမယ့်ပစ္စည်းစည်းရင်းကိုအမြဲတမ်းထုတ်စစ်လေးရှိပါတယ်။ဥပမာအနေနဲ့ဇနီးတွေကကျမရဲ့တော့တွေကိုရပြီကျမရဲ့ပစံအိတ်လည်းပါပြီပြီးတော့ကျမရဲ့မျက်မှန်လည်းပါပြီခင်မုန်းတဲ့ရဲ့ပစ္ပစ္စည်းလည်းပါပြီလို့ပစ္စည်းတွေကိုတခုစီစစ်ပြီးကျွန်တော်သိအောင်အော်ပြောလေးရှိပါတယ်တကယ်တော့အလိုအလျောက်အပြုအမူတွေပူပူပူမူဖြစ်လာလေတတိရှိရှိနဲ့ စဉ်းစားရမယ်ကိစ္စတွေပို့ပြီးတော့ညော့နယ်လာလိဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့ကတစုံတရာကိစ္စကိုအချိန်ပေါင်းထောင်ကြီးချိန်ဖန်များစွာလုပ်ပြီးတဲ့အခါကိစ္စတတုံများများကိုတတိမမူမိပဲအလိုအလျောက်လှုပ်ဆောင်နိုင်စွမ်းရှိလာပါလိမ့်မယ်အကြောင်းကတော့ကိစ္စအတုံများများကို အချိန်ပေါင်းများစွာလောက်ရာကနေအလေးအချင်းဖြစ်လာပြီးအလေးအချင်းများရာကနေအလေးအထဖြစ်လာတာပါ။ကောင်းသောအပြုအမူတွေများများလုပ်ရင်ကတစင်ကောင်းသော အလေးအထတွေကို အာယုံစိုက်စရာမလိုပဲအာယုံစိုက်မှုလုံးဝမရှိပဲအလိုအလျောက်လှုပ်ဆောင်နိုင်ခြင်းဟာကောင်းသောလက္ခဏာဖြစ်ပါတယ်သို့တော်လည်းကျွန်တော်တို့ကမကောင်းသောအလေအထတွေကို အလိုအလျောက်လှုပ်မိမှန်းအာယုံမစိုက်မိချိန်မှာတော့ကိုယ့်ကိုယ်ကိုတတိမူနိုင်စွမ်းတွေရော့ကြပြီးစွမ်းဆောင်ရည်တွေရော့ကြပါလိမ့်မယ်ထိုမှတဆင့်ဆောင်ရွက်စရာကိစ္စတိုင်းမှာအကျရှုံးမှုတွေနဲ့ကျရှုံးမှုတွေနဲ့သာရင်ဆိုင်ရတော့မှာဖြစ်ပါတယ်အလေအထတွေအပြောင်းအလဲလှုပ်ရမှာ ျွန်တော်တို့အတွက်အကြီးမားဆုံးသောစိန်ခေါ်မှုက ကျွန်တော်တို့အမှန်တကယ်ဘာလုပ်နေတယ်ဆိုတာကိုတတိမူနိုင်စွမ်းအားရေရှည်ထိမ့်သားနိုင်ရေရှည်ထိမ့်သိမ့်နိုင်ခြင်းပဲဖြစ်ပါတယ်။တင်ကတတိမူနိုင်စွမ်းကိုရေရှည်ထိမ့်သိမ့်ထားနိုင်ခြင်းဖြင့်မကောင်းသောအလေးအထတွေရဲ့အလွဲတကူကြားဝင်နှောက်ရှက်မှုတွေကိုကြိုတင်ဟန့်တားထားနိုင်ပါတယ်။ကိုယ်ပိုင်ဘဝအတိအကျအတွက် white and gold system ထောက်ပြစစ်ဆေးခြင်းနဲ့အတိပေး အကြောင်းပြန်စနစ်မရှိမဖြစ်လိုအပ်ပါတယ်။ဒါဟာကျွန်တော်တို့ဘဝတတတာ အလေးအထတွေအတွက်အမှတ်စရင်းပဲဖြစ်ပါတယ်။ကိုယ်ပိုင်အပြုအမူတွေကိုအစဉ်အမြဲတတိမူပြီးပိုကောင်းအောင်လေ့ကျင့်ချင်းကနေကောင်းသောအလေးအထတွေကိုကိုယ်တိုင်ဖန်တီးလာနိုင်ပြီးတည်ရဲ့နေ့စဉ်အလေးအထစရင်းစရားကိုလည်းပုံမစမတ်ကြစွာရေးဆွဲနိုင်ပါလိမ့်မယ်။တည့်ရဲ့နေ့စဉ်အလေးအထစရင်စရာကိုအောက်ပါအတိုင်းရိုးရှင်းစွာ ရေးဆွဲပေးပါ နေစဉ်အလေးအထဇရာကို တခုချင်းစီပြန်လဲစစ်ဆေးပါထို့နောက်တင့်ရဲ့အလေးအထတခုစီနဲ့ပတ်သက်ပြီးတင့်ကိုတင်မေးခွန်းထုတ်ပါဒီအလေးထကကောင်းတဲ့အလေးအထလားမကောင်းတဲ့အလေးအထလားဒီအလေးထကဒါမှမဟုတ်ကောင်းတာရောမကောင်းတာရောမဟုတ်တဲ့ကြားနေအလေးအထလားတကယ်လို့ကောင်းတဲ့အလုတ်အလေးအထဆိုရင်သူ့ဘေးမှာအပေါင်းလက္ခဏာလေးပြပေးပါမကောင်းတဲ့အလေးအထဆိုလို့ယူဆမယ်ဆိုရင်အနှုတ်လက္ခဏာလေးပြပေးပါ အပေါင်းလဲမဟုတ်အနှုတ်လဲမဟုတ်ခဲ့ရင်တော့ညီမျှချင်းပြပေးပါဒီချအလေးအထတစ်ခုစီအတွက်တင်တတ်မှတ်လိုက်တဲ့အပေါင်းအနှုတ်ညီမျှချင်းတင်ဂေတတွေဟာတင်ဘဝအခြေအနေနဲ့ညီမှန်းချက်အပေါ်မူတည်ပြီးအတီးပြုတ်တတ်မှတ်ခြင်းဖြစ်ပါတယ်ကိုအလေးချိန်ကြဖို့ကြိုးစားနေသူတယောက်အတွက်ပေါင်မုံနဲ့မြေဘဲထောဘက်ကိုနေ့စဉ်နဲ့နေ့တိုင်းစားသုံးခြင်းဟာမကောင်းတဲ့အလေးအထတစ်ခုဖြစ်ပါတယ်ကြွတာကြီးမာချက်ခိုင်လာအောင်ကြိုးစားလေ့ကျင့်နေတဲ့သူတယောက်အတွက်ကတော့ နေ့စဉ်နံနက်တိုင်းပေါင်မုံနဲ့မြေပဲထုတ်ပတ်စားသုံးခြင်းကကောင်းသောအလေးအထားဖြစ်သွားပါလိမ့်မယ်။တင်ကဘာဖြစ်လာဖို့ဘာတွေလုပ်နေလဲဆိုတဲ့အပေါ်မူတည်ပြီးတင်ရဲ့အလေးအထားတွေကကောင်းခြင်းဆိုခြင်း꽌ပြားသွားမှာဖြစ်ပါတယ်။အလေးအထားတွေကိုအမှတ်ပေးခြင်းဟာအခြားသောအကြောင်းကိစ္စတွေကြောင့်အနှဲငယ်ပိုပြီးရှုပ်ထွေးတတ်ပါတယ်။ကောင်းသောအလေးအထားနဲ့မကောင်းသောအလေးအထားတွေတို့အညွန်းတက်ခြင်းမှာအနှဲငယ်စီအမှားချွတ်ယွင်းချက်တွေရှိနေတတ်ပါတယ်။ အချို့အလေးအထတွေကိုကောင်းသော အလေးအထသို့မဟုတ်ဆိုးသောမကောင်းသော အလေးအထအဖြစ်လုံးဝသတ်မှတ်လို့မရတာလည်းရှိနေတတ်ပါတယ်။အဲ့ဒီလိုကောင်းသောအလေးအထလည်းမဟုတ်မကောင်းသောအလေးအထလည်းမဟုတ်ပဲအလေးအထတွေကို ထိရောက်ပြီးအရေးပါတဲ့အလေးအထ affected habit တွေအဖြစ်သတ်မှတ်ပေးနိုင်ပါတယ်။ထိရောက်ပြီးအရေးပါတဲ့အလေးအထတွေကိုဖြေရှင်းထိရောက်ပြီးအရေးပါတဲ့အလေးအထတွေကိုပြဿနာဖြေရှင်းရမှာအကောင်းဆုံးအသုံးပြုပေးနိုင်ခြင်း မကောင်းသောအလေးအထတွေအပါအဝင်အလေးအထအားလုံးဟာတင့်ကိုတဏီမဟုတ်တဏီနဲ့အလောအကျွေးပြုတ်နေတယ်လို့မှတ်ယူပေးနိုင်ပါတယ်တင့်ကိုပိုင်အလေးအထတွေကရေရှည်မှာဘလို့ကောင်းကျိုးပြုတ်နိုင်တယ်ဆိုတာသိစေဖို့အမျိုးအစားခွဲခြားပေးရန်လိုအပ်ပါတယ်ခြုံပြီးပြောရမယ်ဆိုရင်ကောင်းသောအလေးအထတွေဟာကောင်းသောရလဒ်တွေကိုအတတင်ရရှိစေပြီးမကောင်းသောအလေးအထတွေကတော့သူ့ပင်ကိုတဘာဝအရာမကောင်းသောရလဒ်တွေကိုသာအတတင်ရရှိစေမှာဖြစ်ပါတယ် secret တလိပ်တောက်လိုက်ခြင်းဟာစိတ်ဖိစီးမှုတွေကိုလောလောဆယ်လျှော့ချပေးနိုင်တာကြောင့်လောလောဆယ်အတွက်သာကောင်းသော အလေးအထားဖြစ်စေပြီးရေရှည်ကာလအတွက်တော့မကောင်းသောအပြုအမူမကောင်းသောအလေးအထားဖြစ်စေပါလိမ့်မယ်။တီးခြားအလေးအထားတစ်ခုကိုတန်မိုးတက်မှတ်ဆုံးဖြတ်နိုင်မှုအခက်အခဲရှိနေတယ်ဆိုရင်ကျွန်တော်အသုံးပြုနေကြအောက်ပါမေးခွန်းတွေမေးနိုင်မှုလိုပါမယ်။ငါရဲ့ဒီအပြုအမူကငါဖြစ်ခြင်းနဲ့လူတယောက်ဖြစ်လာဖို့အမှန်တကယ်ကူညီပေးနိုင်သလား ဒီအပြုတ်အမူကငါဘဲသူဘဲဝါဖြစ်ကြောင်းခွဲခြားဖော်ပြနိုင်မှုအတွက်အကူအညီဖြစ်စေသလားသို့မဟုတ်ဆန့်ကျင်နေသလားအလေးအထားတွေကအတင်ဘဲသူဘဲဝါဖြစ်ကြောင်းခွဲခြားဖော်ပြနိုင်မှုအပြည့်ပေးလျက်ရှိပါတယ်တင်းအလိုဆန္ဒထားရှိတဲ့ဘဲသူဘဲဝါဖြစ်ကြောင်းခွဲခြားဖော်ပြခြင်းတွေနဲ့ဆန့်ကျင်ပြိပခဖြစ်နေတဲ့အလေးအထားတွေဟာထုံးစံအတိုင်းမကောင်းသောအလေးအထားတွေဒါဖြစ်ပါလိမ့်မယ်တင်းအလေးအထားအမှတ်ပေးစရင်ကိုဖန်တီးတဲ့အခါ ပထမဆုံးအနေနဲ့ဘယ်အရာကိုမှအပြောင်းအလဲလုပ်စရာမလိုအပ်ပါဘူး။တဲအမှန်တကယ်ထားရှိတဲ့ရည်မှန်းချက်ကဘာတွေအမှန်တကယ်ဖြစ်ပျက်နေတယ်ဆိုတာကိုရိုးရှင်းစွာသတိထားမိဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်တင်းရဲ့အတွေ့အခေါ်စိတ်ကူးတွေနဲ့ပြုမှုဆောင်ရွက်မှုတွေကိုဝေဖန်ပိုင်းခြားမှုတွေလုံးဝမပါရှိစေဘဲစောင့်ကြည့်လေ့လာပေးပါ။ပြုလိုက်တဲ့အမားတွေအတွက်အသင်ကိုယ်တိုင်အပြစ်မတင်ပါနဲ့။ ထို့အတူအောင်မြင်မှုတွေအတွက်တင့်ကိုတင်ဂုံတင်ချီးမွမ်းခြင်းတွေလည်းမလုပ်ပါနဲ့တင်ကနေ့စဉ်နက်နက်တိုင်းချောကလက်တစ်ချောင်းကိုစားတယ်ဆိုရင်ကိုကိုကိုဝန်ခံအတိအမှတ်ပြုလိုက်ပါဒါဟာတင်ကတစုံတဦးရဲ့အပြုအမူအလေးအထားတစ်ခုကိုစောင့်ကြည့်နေမိပုံနဲ့စင်တူပါလိမ့်မယ်ဥပမာအနေနဲ့တင်ကတစုံတဦးနေ့စဉ်တိုင်းချောကလက်စားတတ်တဲ့အလေးအထားရှိတာကိုစောင့်ကြည့်ပြီးသူဒီလိုမျိုးနေ့စဉ်စားနေတာကိုကြည့်ရတာစိတ်ဝင်စားစရာပါပဲလို့ကောက်ချက်ချတာမျိုးဖြစ်ပါတယ် အကယ်၍အစားအသောက်ကိုဘိုက်ကားအောင် စားတောက်ထားရဆိုရင်သင်စားသင့်သောပမာဏထက်ကယ်လိုရီကယ်လိုရီများစွာကို စားသုံးမိတယ်လို့သင်ကိုယ်တင်တတိထားမိပါလိမ့်မယ်အကယ်၍သင်က online ပေါ်မှာပဲအချိန်တွေကုန်နေတယ်ဆိုရင်သင်ရဲ့အချိန်တွေကိုသင်မဖြစ်လို့တဲ့ပုံစံတွေနဲ့ဖြုံတီးမိနေတယ်ဆိုတာကိုကိုကိုတတိထားမိပါလိမ့်မယ်မကောင်းသောအလေးအထတွေကိုအပြောင်းလဲလုပ်နိုင်မှုပထမဆုံးသောအဆင့်ကတော့ အဲ့ဒီမကောင်းသောအလေးအထတွေကိုသတိထားနိုင်မှုပဲဖြစ်ပါတယ်။အကယ်၍တင်ကအကူအညီလိုတယ်လို့ခံစားမိတယ်ဆိုရင်တင်ဘဝတိုးတက်ကောင်းမွန်စေဖို့ Pointy and Goaly System ကိုအသုံးချပေးပါ။တင်ရဲ့အပြုအမူအလေးအထတွေကဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်လာလိမ့်မယ်ဆိုတာကိုစဉ်းစားမိတာနဲ့ရဲရဲဝံ့ဝံ့ကြဲလောင်စွာပြောနိုင်ပါလိမ့်မယ်။အကယ်၍တင်ဟာအလေးအထဟောင်းတစ်ခုအဖြစ်အလွယ်ပြည့်နိုင်ပြီးအာဟာရမမြောက်သော အစားအစာ junk food တွေကို ပြန်လဲစားတော့လို့ရဆိုရင်သင်ကအချိန်မီတတိထားပြုပြင်တဲ့အနေနဲ့ junk food တွေကိုမစားတော့တော့ပဲအခုလိုကိုကိုကိုတတိပေးပါလိမ့်မယ်ငါတတိမထားမိပဲဒီ cookie တွေကို စားမိမလို့တော်သေးတယ်ဒီလိုအစားအစာတွေစားတော့ခြင်းကကိုအလေးချိန်တက်ပြီးကျန်းမာရေးကိုထိခိုက်မယ်သင်ရဲ့မကောင်းတဲ့အလေးအထတွေအကြောင်းတင်ကိုယ်တိုင်နားလေသိပြီးတဲ့ကကောင်းသောအလေးအထတွေဖြစ်အောင်ကြိုးစားဆောင်ရွက်ဖြစ်ပါလိမ့်မယ်။အပြုအမူအပြောင်းလဲလုပ်တဲ့အစီအစဉ်တိုင်းကိုအစဉ်အမြဲ နိုးကြတတိထားနိုင်ဇွမ်းတွေနဲ့သာစတင်ရပါမယ်။အပြုအမူတွေအလေးအထတွေကိုအပြောင်းလဲမလုပ်ခင်ကောင်းသောအပြုအမူဖြစ်စေမကောင်းသောအပြုအမူဖြစ်စေဥစွာပထမအတိအမှတ်ပြုပေးဖို့လိုပါတယ်။အနှစ်ချုပ်ဖော်ပြချက်သင်ကလုံလောက်တဲ့လေးကျင့်မှုတွေလုပ်ပြီးခြင်းနဲ့အတူတဲ့အုံနောက်ကတစုံတရာကိုဘလို့တုတ်ပြန်ရမလဲဆိုတာအတွက်တတိထားမိပါလိမ့်မယ်။အလေးအကျင့်တွေများပြီးအလေးအထဖြစ်လာတဲ့အခါ ြုမှုဆောင်ရွက်စရာကိစ္စအဝဝအားအထူးတလဲအာယုံစိုက်စဉ်းစားစရာမလိုတော့ပဲအလိုအလျောက်လှုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကအလေးအထတွေအလိုအလျောက်ဖြစ်လာပြီဆိုတာနဲ့လုံနေတဲ့ကိစ္စတွေပေါ်အလေးအထအာယုံစိုက်နိုင်ဇွမ်းတွေကိုရက်တက်ပြင့်မိတတ်ပါတယ်အပြုအမူပြောင်းလဲခြင်းလုပ်ငန်းစဉ်ကို အမြဲတစေတည်ထားနိုင်ဇွမ်းနေတဲ့ဒါစတင်ရလေးရှိပါတယ်ဒါကြောင့်သင်က အပြုအမူတွေကို မပြောင်းလဲခင်တင်အလေးထတွေကိုတည်ထားနိုင်ဖို့လိုပါတယ် Whitey and Golly System ကတဲ့ရဲ့တတိမူနိုင်စွမ်းအဆင့်ကိုမတိစိတ်အတွင်ရှိနေတဲ့အလိအထအဆင့်ကနေတိစိတ်နယ်ပယ်အတွင်ရှိနေတဲ့အလိအထအဖြစ်တို့ရောက်အောင် မြင့်တင်ပေးပါလိမ့်မယ်အလိအထအမှတ်ပေးစရင်ဟာတဲ့အပြုအမူတွေကိုပို့ပြီးတော့တတိထားနိုင်စွမ်းရှိလာစေဖို့တဲ့အသုံးပြုနိုင်တဲ့ရိုးရှင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ Atomic Habit အသေးအမွှားအလေးထားမှသည်အောင်မြင်မှုလားစီတို့အပိုင်းကားဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sone Po channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်တဘောချနှစ်သက်တယ်ဆိုပါက like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးရန်ရဲ့အသွေးသွေးမှလည်းကင်းဝေးပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ